live ကနားရောတော့ကျွန်တော်အရှုံးနဲ့နားခဲ့ရပြအရှုံးနဲ့နားခဲ့ရဆိုတော့ဟိုမကျင်းတတ်ဘူးဗျာမနိုင်ပြောလို့ရှိရင် pressure တွေကိုကျွန်တော်အနိုင်ပိုင်းပဲနားအာနားယူကျင်တာကဒါပေမဲ့ဒီတော့ခက်ခဲလေးရှိခဲ့တဲ့အတွက်အဲ့လိုနားလိုက်ရတယ်ဗောနော်အဲ့တော့ကြောင့်လည်းအများကြီးပြန်ပြီးတော့ခြားပြဖို့စူးစမ်းနေရဲ့အကယ်၍ကျွန်တော်ပြန်လာဖြစ်ခဲ့ဖြစ်ရင်တော့အကောင်းဆုံးပြန်လာခဲ့ပါ ော်ခံပြင်းတာပေါ့ခံပြင်းတာပေါ့ကျွန်တော်ဟိုဟိုတည့်ရမလားတက်ကြီးလို့နားဝါးရတယ်ဆိုတော့ပုံစံမျိုးကိုဝိုင်းပြီးပြောနေကြဘလုံးမတော့မခံနိုင်ဘူးဒါအဲ့တော့ဒါအဲ့တော့ဒါအဲ့တော့တိတ်ခါပိုင်းရရှိသွားပြီတိတ်ခါပိုင်းရရှိသွားပြီဆိုတော့တက်ကြီးသေးဆိုတာကိုပြန်ပြီးတော့ပြချင်သေးရပေါ့ပြချင်သေးတယ် အာပြန်ဝဲဝင်ကြရအောင်လောဆယ်တော့မရှိသေးပါဘူးလောဆယ်တော့ဟိုမက်ဒစီနိုင်ငံသားသွားမယ်ပွဲရှိရဲတော့လောဆယ်ကျွန်တော်ပတ်စပို့အခက်ခဲလေးရှိနေသေးတယ်ပတ်စပို့ကလောက်တာကြာနေမရသေးဘူးမရသေးဘူးမရသေးဘူးဆိုတော့မရသေးဘူးဆိုတော့သူကထုတ်ဖို့ကြာနေထုတ်ဖို့ကြာနေမရသေးဘူးဆိုတော့ live ဖြစ်ပါ့မလားတော့မပြောတတ်ဘူးပေါ့နော် live ဖြစ်ခဲ့ရင်တော့လေကျွန်တော်တို့ဒီအဲ brand ambassador အနေနဲ့အဲအတင်းရဲ့ image အတွက်ပြီးတော့ branding နဲ့ image အတွက်ပဲ live ဖြစ်ဖို့များပါတယ် အာခံစားရဘယ်လိုရရှိလဲဆိုတော့ရရင်တော့မထူးတော့ပါဘာလို့ဆိုတော့ကျွန်တော်နားရလည်းတော်တော်ကြာနေပြီဒီလိုမျိုးအကလာသမားနေနေမဟုတ်ပဲသွားရလည်းများနေပြီဆိုတော့နည်းနည်းတော့ရိုးနေပါပြီရိုးနေပါပြီဆိုပေမဲ့အဲဝဲပြန်ကြည့်ရခြင်းညာနေတော့ပြသောကျင်တဲ့စိတ်ရှိပါတယ်နောက်ဆုံးကျွန်တော် player live ကနားတော့ကျွန်တော်အရှုံးနေနားခဲ့ရပြအရှုံးနေနားခဲ့ရဆိုတော့ဟိုမကျင်းတတ်ဘူးဗျာမနိုင်ပြောလို့ဆိုရှင် project တွေကိုကျွန်တော်အနိုင်ပိုင်းပဲနားအနားယူနေတာကွာဒါပေမဲ့ဒီတော့မှာခက်ခဲလေးရှိခဲ့တဲ့အတွက်ဟို နားလိုက်ရတယ်ဗောနော်အဲ့အတွက်ကြောင့်လည်းအများကြီးပြန်ပြီးတော့ခြားပြဖို့စူးစမ်းနေရဲအကယ်အကယ်၍အဆင်ပြေခဲ့ရဆိုရင်ဗောနော်ကျွန်တော်ဒါကတော့ပြည်တိုင်းပြည်လားမပြည်ဘူးလားဆိုတာကတော့음ဘယ်လိုပြောရမလဲလက်တွေ့လက်တွေ့နဲ့လက်တွေ့လက်တွေ့လက်တွေ့ကရှိသေးတယ်လေလက်တွေ့ကလက်တွေ့ရဘယ်လိုလာမလဲဆိုတာရှိသေးတယ်အဲ့လိုမျိုးဆိုတော့ချက်တော့စောင့်ကြည့်နေပါတယ်အဲတိတ်ကျွန်တော်ပြန်လာဖြစ်ခဲ့ပဲဖြစ်ရင်တော့ကောင်းဆုံးပြန်လာခဲ့မှာပါခင်ဗျာပြည်ရင်းကလပ်တွေကနေပဲပြန်လာပါပြည်ပြည်ရင်းတင်းနေတဲ့နေရာပဲပေါ့ဟုတ် ဟုတ်အကုန်လုံးလည်းပြောနေမှာပဲလာမေးကြသေးရှိမယ်ထင်တယ်ဘာလို့ပြန်ပြီးတော့အာဒီလိုပဲနည်းနည်းပါးပါးစကားစားရတဲ့တွေရောရှိပါတယ်။ဒါဖြစ်ရင်ကျွန်တော် training မှာဆောလို့ရှိရင်လက်ကအရင်ကြီးမထွက်ဘူးပေါ့နော်။လက်ကအရင်ကြီးမထွက်ဘူးလက်ကအရင်ကြီးမထွက်ဘူးဆိုတော့တို့လည်းအများကြီးတော့မျောလင့်မထားဘူးပေါ့နော်။အာအဓိကကလည်းကျွန်တော်တို့ဟိုဒီ game ကတောက်လျှောက်ဆောနေမှာပဲကောင်းလာတာလေ။တောက်လျှောက်ဆောနေမှာပဲကောင်းလာဆိုတော့ကျွန်တော်ကလည်းအခု stream မှာကြတော့အရင်ကြီး game ကိုမစော့ဖြစ်ဘူးဗျာ။မစော့ဖြစ်ဘူးဆိုတော့လက်က player တယောက်လောက်ပဲရှိမှာပေါ့နော်။အဲအဲ့ချိန်မှာဆိုရင်တော့ လည်းတင်းမှာတော့လာပြီးတော့မင်းမယ်လို့မထင်ဘူးဘယ်ပလေယာမှလာပြီးတော့အာကုမယ်လို့မထင်ဘူးပေါ့နော်ဟုတ်ခံပြင်းတာပေါ့ခံပြင်းတာပေါ့ကျွန်တော်ဟိုဟိုတည့်ရမလားအတက်ကြီးလို့နားဝရတယ်ဆိုတဲ့ပုံစံမျိုးဝိုင်းပြောနေကြဘယ်လုံးမှတော့မခံနိုင်ဘူးဒါအဲ့တော့ဒါကတော့ဒါကတော့တိတ်ခါပိုင်းရရှိသွားပြီတိတ်ခါပိုင်းရရှိသွားပြီဆိုတော့ကြည့်သေးဆိုတာကိုပြန်ပြီးတော့ပြချင်သေးတယ်ပြချင်သေးတယ်ကျူကြီးပြောပြချင်တာရှိတယ်ဆိုတော့နောက်နေ့တည်းကတော့ကျွန်တော်တို့အတင်းနေအများကြီးပြန်လာဖို့ရှိတယ်အတင်းနေအများကြီးပြန်လာဖို့ရှိတယ်အဲဒါမှဥပလေယာတစ်စားတစ်ယောက်စားနဲ့ယောက်စားလည်းပါလာနိုင်တယ်ပေါ့နော်အဲအဲ့အတွက်ကြောင့် မျောလင်းမျောလင်းထားလို့ရပါတယ်လို့နည်းတော့ညာဒီ MSL season တွေကလည်းပြန်စနိုင်ပြီဆိုတော့သိရမလားဟို organization တွေကလည်းပြန်ဝင်လာကြတာတွေရှိနေတယ်ပေါ့နော်အဲအချိန်မှာအများကြီးမျောလင်းလို့ရတော့ပါတယ်